လူလောကကိုနတ်တွေကစုံစမ်းထောက်လန်းတယ်။ဘာဖြစ်လို့စုံစမ်းထောက်လန်းတာတော့ဆိုရင်သူတို့နတ်ပြည်ရဲ့ချီးပွားတိုးတက်မှုအပေါ်မှာမျှော်လင့်ချက်နဲ့စုံစမ်းထောက်လန်းကြတာပေါ့။အဲဒီတုတ်တံမှာဆိုထားတာကလာဇန်းရှိရဲ့လာဆုံးရှိရဲ့ဥပုံနေတွေမှာတဲ့သတ္တမရနမင်းကြီး၄ပါးရဲ့ အချမ်းရံပြိဿထဲကတာဝန်ကြတဲ့ပုဂ္ဂိုလ်ကလူပြည်လူလောကထဲမှာသွားရောက်ပြီးတော့လာရောက်ပြီးတော့လူတွေရဲ့အခြေအနေကိုစုံစမ်းထောက်လှမ်းပါတယ်တဲ့အဲ့လိုသူတို့စုံစမ်းထောက်လှမ်းတာဘာတွေထောက်လှမ်းလို့ဆိုရင်ကိစ္စိခောဘဟုမနုသာမနုသေးသူမတ္တေယပိတ္တေယသာမင်းညာပြမင်းညာ ဥပောသထံဥပဝတ္တန်တိပฏิစာကရွန်တိပုံညာတိကရွန်တိသူတို့ထောက်မှန်းတဲ့အချက်ကလေးကအောင်းတဲ့အချက်ဖြစ်တယ်နော်လောကမှာလူတွေရှိတဲ့ထဲလူအများစုဟာတဲ့မਿੱတ္တရာမာတုထိတာမਿੱတ္တရာမိဘကိုလှုပ်ချွေးရလားအမေကိုယူသေးလေးစားမှုရှိရလား လူတော်တော်များများဟာကိုယ့်ရဲ့အမေကိုလေးစားကြရလားလှုပ်ကြွေးကြရလားဂိူးဆိုင်ကြရလားဆိုတာဒီတစ်ချက်ကိုထောက်လန်းတယ်နော်နောက်တစ်ခုကပစ်တေးရဖခင်ကိုရောရိုးရိုးသေးသေးလေးစားစားတဲ့လှုပ်ကြွေးသမှုပြုကြရလားနှစ်ခုပေါင်းလိုက်တော့မစ်တေးမတ်တေးရပစ်တေးရအမေနဲ့အဖေကို မိဘနှစ်ပါးကိုပြုစုဆောင်ရှောက်ကြရဲ့လားလှုပ်ရွေးကြရဲ့လားလေးစားကြရဲ့လားဒီချက်ကိုလက်တွေကလာပြီးတော့ထောက်နှမ်းပါတယ်ထောက်လန်းတယ်ဆိုတော့ဟုတ်ဝေးကြီးကဆင်းလာတာမဟုတ်ဘူးလူပြည်လူလောကမှာအလုံးသိကြတဲ့အချိန်ခိုးဆောင်နှဆိုတာရှိတယ်အိမ်ဆောင်နှဆိုတာရှိတယ်ကျောင်းဆောင်နှဆိုတာရှိတယ်ရက်ွက်ဆောင်နှရုပ်ကစိုးဘုံမစိုးဆိုတာတွေရှိတယ်သူတို့ချင်းချင်းမေးလိုက်ရင်သိတယ်ဟေး ဒီရက်ွက်ဆိုလို့ချင်းအေးမြဝတိရက်ွက်แท้ကဟေးအမေဖေးလှုပ်ကြွေးနေတဲ့သာသမီများဘယ်နှယောက်ရှိလဲမေးလိုက်ပါဘူးဟုတ်ကဲ့အေးမြဝတိရက်ွက်မှာရှိတဲ့လူတွေတဲကမိဘနှစ်ပါးကိုလှုပ်ကြွေးပြုစုပေါ်ရတဲ့အမေဖေးကိုပြန်ပြီးတော့မပြောဘူးအမေစကားအဖေစကားနားထောင်နေမိဘနှစ်ပါးကိုခရုဆိုင်တဲ့သာသမီတွေဘယ်နှယောက်ရှိမိသားစုဘယ်နှဦးရှိသလဲဆိုတာစုံစမ်းတယ် နောက်တစ်ခုကသာမင်ညာဗျာမင်ညာသာသနာတော်မှာသာသနာတော်ဝန်ထမ်းဆောင်နေတဲ့ယဟန်နေဗျာမင်ညာမြတ်သောအကျင့်ကိုကျင့်ပြီးတော့သူတော်စင်ဖြစ်နေတဲ့ယဟန်တာပုဂ္ဂိုလ်သာသနာဝန်တန်ရှင်ယဟန်မွန်မြတ်တဲ့သူတော်စင်နေအပေါ်မှာကောင်းတဲ့ပုဂ္ဂိုလ်တွေ ီရက်ွက်ထဲဒီမျိုးထဲမှာဘယ်နှယောက်ရှိသလဲဒါကိုစုံစမ်းထောက်ထားမှာလေနောက်တစ်ခုကဥပောသထံဥပဝတ္တန်တိဥပုံနေ့တွေညဥပုံဆောင်ကြရဲ့လားဥပုံဆောင်တဲ့လူများများရဲ့လားဆိုတာကိုထောက်လန်းပဋိစာကရွန်တိဥပုံဆောင်တယ်ဆိုတဲ့အခါမှာတချို့ကြတော့အကျိုးလေးအပိုလေးနဲ့ပူဆောင်ဆိုတော့ ဥပုပ်နေလို့ဥပုပ်စောင့်တဲ့ပုဂ္ဂိုလ်ဟာအဖိတ်နေကဂျိုးပြီးတော့ဥပုပ်စောင့်ဥပုပ်ထွက်တဲ့ရက်နဲ့ဂျိုးပြီးတော့စောင့်အဲ့ဒီတော့၈ရက်ဥပုပ်ဆိုလို့ရှင်9ရက်နေ့ကဥပုပ်စောင့်တယ်၈ရက်နေ့ဥပုပ်စောင့်တယ်9ရက်နေ့ဥပုပ်စောင့်တယ်၃ရက်အကျိုးအပေါ်နဲ့စောင့်လာကိုပဋိသာကရဥပုံလို့နုံနုံကြာကြာစောင့်နေဥပုံလို့ခေါ်တယ်။အဲ့ဒါလို့ဥပုံများစောင့်ရရဲ့လားဆိုတာစုံနှမ်းထောက်လာမယ်။နော်။ ပုံညာလေးကရွန်တိကုသိုလ်ကောင်းမှုတွေလုပ်ကြရလားအရာထဲမှာဘုရားကျောင်းကံနဲ့ပတ်သက်ပြီးတော့ဘုရားတဲတဲ့ကျောင်းဆောက်တဲ့ဆွမ်းလောင်းတဲ့စသဖြင့်ကုသိုလ်ကောင်းမှုတွေလုပ်ကြရလားဆိုတာကိုသတ္တမရိနတ်မင်းကြီးတွေရဲ့အချမ်းရံတာဝန်ကြတဲ့ပုဂ္ဂိုလ်တွေကစုံစမ်းထောက်လှမ်းပြီးတော့နတ်မင်းကြီးတွေစီအစဉ်ခံစားပို့ရတဲ့ဒါတရားမင်းကဟိုဟာကိုင်ဆင်းဒါကိုင်ဆင်းဆိုတော့မပါဘူးတော့ တခြားပဲကျွဲတော့စိတ်မစင်ထမအောင်နော်လူပြေကကျွဲလေဂျိုင်းနဲ့ကျွဲဆွဲမိလို့ရှိရင်တခြားပဲမဲ့အခက်ခံခြင်းခံရမှာအဲ့တော့တခြားကလူပြေလာလို့ရှိရင်တကောအဋ္ဌိပတ်နဲ့ဒီလိုပဲလာမှာသို့မဟုတ်ဝေဇန္တာနတ်အထာကြီးသူ့မှာတိန်တော်မြင်းတထောင်ကတဲ့နတ်အထာတွေရှိနေတယ်ကျွဲကိုတော့အစိခက်တဲ့ကျွဲစိတ်မထင်ပါဘူးကြည့်ရအဲ့တော့အခုဘုန်းကြီးပြောတာကစာထဲမှာပါတဲ့ဟာနော် အဲ့လိုသတုမာသနတ်မင်းကြီးတွေကနေပြီးတော့လူပြေရဲ့အခြေအနေကိုစုံစမ်းထောက်လှမ်းခိုင်းတာဘယ်နေ့တွေမှာထောက်လှမ်းခိုင်းလို့ဆိုလာဆန်းရှိရဲ့နာဆုံးရှိရဲ့တဲ့ဥပုံနေ့တွေမှာအဲ့ဒီသတင်းတွေကိုလိုက်ပြီးစုနောက်တစ်ခု14ရက်နေ့14ရက်နေ့တွေကြတော့ဘသူတွေလာတော့ဆိုသတုမာရဲ့နတ်မင်းကြီးတွေရဲ့သားတွေကိုယ်တိုင်ဆင်းလာခဲ့တယ်အဲ့ဒါ တို့သားတွေကိုယ်တိုင်က14ရက်နေ့ကျတော့လူပြည်မှာလာပြီးတော့ထောက်လန်းတယ်။ဘာတွေထောက်လန်းလဲလို့ဆိုရင်ခုနကအချက်တွေပဲ။အေးဒီမျိုးနယ်ဒီရက်ွက်ဒီမျိုးကလူတွေဟာအမေကိုဂိူးဆိုင်ကြရဲ့လားအဖေကိုဂိူးဆိုင်ကြရဲ့လားယဟန်တန်ဃာတွေကိုဂိူးဆိုင်ကြရဲ့လားသူတော်ကောင်းတွေညာမပြစ်မှားပဲနေကြရဲ့လားဥပုပ်တွေညာဆောင်းသုံးကြရဲ့လားကုသိုလ်ကောင်းမှုတွေလုပ်ကြရဲ့လားဒီအချက်တွေကိုလိုက်ဆုံးတယ် ဲ့တော့တရားချစ်ခင်တော်စဉ်ပြိတ္တတို့နဲ့အဲ့မှတ်ထားဖို့ရလောကမှာလူရလူဖြစ်လာလို့ရှင် အမေဖြစ်ပြုစုတဲ့ဒီကိစ္စဟာနတ်တွေကအမတန်လိုလားတဲ့ကိစ္စတစ်ခုဖြစ်တယ်ဆိုတာကိုမှတ်ထားဖို့နတ်တွေကဘာကြောင့်လိုလားသလဲလို့ဆိုရင်နတ်ပြည်မှာနတ်ချမ်းသာတွေစည်းစိမ်တွေခံစားနေရတာအခုလိုမိဘနှစ်ပါးကိုပြုစုခဲ့တဲ့ပုံကိုယ်တွေရရှိတာဒါကြောင့်မို့လို့သူတို့က ဒီလိုကောင်းကျိုးချမ်းသာကိုရရှိတတ်တဲ့ကုသိုလ်မျိုးဖြစ်တဲ့အတွက်ကြောင့်ဒီကုသိုလ်တွေလောက်ကြရလားစုံလန်းထောက်လားထို့တူပဲ15ရက်နေ့လက်ပြီလက်ခွေနေ့ညမှာကြတော့သတ္တမရိနတ်မင်းကြီး၄ယောက်ကိုယ်တိုင်ကစုံလန်းထောက်လားနဲ့အကြမ်းမင်းကြီးဆင်းတယ်လို့မပါဘူးနော် ပထမကသတုမာရဏမင်းကြီးရဲ့အချံယံပြိဋ္ဌာထဲကလာရောက်ပြီးထောက်လန်းတယ်14ရက်နေ့ကျတော့သတုမာရဏမင်းကြီးတို့ရဲ့သားတော်တွေကိုယ်တိုင်ဆင်းလာပြီးတော့စုံစမ်းထောက်လန်းတယ်15ရက်နေ့ကျတော့သတုမာရဏမင်းကြီး၄ယောက်ကိုယ်တိုင်လာပြီးတော့ထောက်လန်းတယ်တဲ့ထောက်လန်းတဲ့အချက်တွေကတော့အတူတူပဲကဲထောက်လန်းပြီးတော့သူတို့ဘာတွေလုပ်တုံဆိုရင် တရားမင်းကြီးရဲ့တာဝရင်သာနတ်ပြည်မှာသူဓမ္မာလို့ခေါ်တဲ့နတ်တွေရဲ့အစီဝေချင်းပါတဲ့သူဓမ္မာသဘာဆိုတာရှိတယ်။အဲဒီသူဓမ္မာသဘာကြီးမှာပုံမှန်နတ်တွေဟာအစီဝေထိုင်ကြတယ်။အဲဒီအစီဝေမှာသတုမာရနတ်မင်းကြီးတွေခိုတိုင်းကနေပြီးတော့လူပြေကအခြေအနေတွေကိုနတ်ပြည်မှာသွားပြီးတော့တင်ပြပါတယ်။ ဘုန်းကြီးတို့တရားရှင်ခင်ဆိုတော့လေပြိတ္တတို့ကစဉ်းစားလိုက်ဒီနတ်တွေဟာအလုံးမရှိအလုံးရှာသူသတင်းတွေရှာပြီးတော့အစည်းအဝေးထဲမှာပြင်ပြနေတယ်ဆိုဒီလိုအောင်းမေ့ကြတယ်နတ်တွေကအရေးကြီးတယ်ဘုန်းကြီးတို့အခုမျိုးတွေမှာနေတဲ့ပုံကိုယ်တွေကတောရွာကလူတွေကဆံရည်စပါးဖြစ်ထွန်းပြီးတော့ဖွင့်ဖြိုးမှမျိုးကလူတွေဖွင့်ဖြိုးတာနော်တောကလူတွေမှာဆံရည်စပါးတွေမရဘူးတဲ့ တောကလူတွေကဆင်းရဲကြတယ်တဲ့ဆိုရင်မြို့ကလူတွေလည်းပဲအယောင်းအဝယ်တွေထိုင်းကုန်တာပဲဟုတ်မှာတောမဖွင့်ဖြိုးရင်မြို့မဖွင့်ဖြိုးသလိုပဲတောကိုမြင်းနေရအခုတရားချက်ကင်သူတော်စင်ပြိသက်တို့နေစဉ်စားနေတဲ့စကားတွေဟာအေးမြောက်တိရက်ွက်တဲ့စိုက်တာမဟုတ်ဘူးဘယ်ကလာတောရွာတွေကလာနော်စားနေကြတဲ့ပဲတွေဟင်းဒီဟင်းရွက်တွေဘယ်ကလာတောကလား ဒီကလေးတွေကတော့ပြောမယ်မဟုတ်မိုးစာစေးသွားဝယ်တယ်သူပြောတယ်မိုးစာစေးတဲ့ဘယ်ကရောက်တောရတင်ကရောက်လာဟုတ်ကဲ့အေးအဲ့ဒါကြောင့်မို့လို့တောတွေဖွင့်ဖြိုးတဲ့အခါမှာမြို့တွေရွာတွေဟာဖွင့်ဖြိုးတယ်မြို့တွေကြီးတွေကဖွင့်ဖြိုးတယ်ချို့တူပဲလူပြေကလူတွေကုသိုလ်ကောင်းမှုလုံးမှာနတ်ပြေမှာတာယာဝါပြောတယ်တဲ့နတ်တစ်တွေဒိုးလာအဲ့ဒီကြောင့် အနုမှုဆိုရင်နတ်ကြီးကလူဦးရေရော့ရော့နတ်ဦးရေတွေရော့ရော့ပြီးတော့၆ခက်ခက်ဖြစ်သွားလူတွေကအကျင့်မကောင်းဘူးတရားပဲမျက်ခွေပြုတ်ပြီးတော့အပျော်ပါးတွေနေသေးတဲ့အခါပဲရောက်တော့အပယ်လေးပုံရောက်ကုန်ကြတယ်ဖယ်သွားပြီးတော့ဥယေတွေတိုးနေတော့ဆိုမရဲမှာသွားတိုးမရဲမှာတိုးတယ်တရိစ္ဆာန်မှာတိုးတယ်ပြိတ္တာတွေတိုးတယ်ဟိုးတာဝရဏနတ်ပြည်တို့သတုမာရဏနတ်ပြည်တို့ကြတော့နတ်တွေကရော့ကုန် နတ်တွေကရော့ကုန်တဲ့အခါကျတော့တချို့နတ်ပိမှန်နေမှာနေမဲ့လူမရှိဘူးဟုတ်ကဲ့သီရိတကနတ်ပိမှန်တို့ဘာလို့ဆိုဘူးမှမရှိလို့ရသော်ပြားလက်ထက်တော့ခကလာသမယာတို့ကရှင်ဆရာတော်ကြီးဒီမထေမြတ်တပါးဟာခဝံပတိဆိုရှင်ခဝံပတိဆိုတဲ့မထေမြတ်ဟာအဲ့ဒီသီရိတကဗိမှန်ထဲမှာပိုင်ရှင်မရှိတဲ့ဗိမှန်ကြီးထဲမှာသွားသွားပြီးတော့သတင်းသုံးနေတယ် ဒီလိုဆိုတော့တချို့နတ်ဘိမ့်ဗန်နေမှာနေမဲ့လူမရှိတော့ဘူး၆ကတ်ဘာဖြစ်လို့လူပြေကနောက်ထပ်မလာဘူးလူပြေကအချင်းမကောင်းကြဘူးအမေအဖေတွေကိုဘယ်သူမဆိုင်ကြဘူးညာတန်ဃာတွေကိုဘယ်သူမဆိုင်ကြဘူးမလေးစားကြဘူးအမျိုးတွေကဆွေကြီးမျိုးကြီးဦးလေးဦးကြီးကြီးတော်တော်စားဆိုတဲ့ကိုယ်ဆွေတဲ့မျိုးတွေကကြီးတဲ့ပုံကိုယ်တွေကိုမလေးစားကြဘူး ဥပုသ်တွေလည်းပဲစောင်းတဲ့ပုဂ္ဂိုလ်နဲသွားတယ်ကုသကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်တွေလည်းနဲသွားတယ်ဆိုလို့ရှိရင်နတ်ပြည်အယောင်နဲလာအယောင်နဲလာတဲ့အခါကျတော့နတ်ဘိမှန်နေရာတကားပိတ်ထား၆ကက်ကဖြစ်ကုန်အဲ့ဒါလို့၆ကက်ကဖြစ်နေမှာလျှောက်လို့နတ်တွေကနေပြီးတော့စုံစမ်းထောက်လန်းနေကြတာတူတော်ဘာနတ်တွေအစည်းအဝေးမှာအစည်းအင်ခံစားတက်လာတဲ့အခါကျတော့ အေးလူပြေမှာသူတို့ကောင်းမှုလုပ်တယ်ပေါ်တယ်လုပ်တဲ့လူတွေပေါ်တယ်ဒီဘဏ္ဍပါကိုယူသိလေးစားတဲ့ပုဂ္ဂိုလ်တွေပေါ်တယ်ယန္တန်ကားတွေကိုယူသိလေးစားတဲ့ပုဂ္ဂိုလ်တွေပေါ်တယ်ဆွေတဲ့မျိုးတွေကလူကြီးမိဘတွေကိုယူသိလေးစားတဲ့ပုဂ္ဂိုလ်တွေပေါ်တယ်ကုသိုလ်ကောင်းမှုပြုတဲ့ပုဂ္ဂိုလ်တွေပေါ်တယ်သရဲတေလာစောင့်မှုလဲလူတွေဟာမမေ့ကြဘူးလို့ဒီလိုများသတင်းကြားလို့ရှိရင်နတ်တွေက အစီဝေးတဲ့မှာအိုးဩဘောတောင်းလဲဩဘာပေးလိုက်ကြတာတဲ့ ဘယ်လိုပြောကြတော့စေဒိဗဝတာဘောကာယပရိပုရိတန္တိပရိဟာယိတန္တိအတုရကာယဘောဥချင်းတို့ဒိဗကာယနတ်ပြည်နတ်ရတို့သည်ပရိပုရိတန္တိဥယေတူကားပြည့်၍လာကြတော့မှာပါဟောတို့နဲ့ပြေတော့နဲ့တည်းပြေတော့မှာပဲစီစီကားကားကြီးရှိတော့မှာပဲငရဲရွာတို့အပယ်လေးပုံတို့တော့၆ကတ်သွားတော့မှာပဲဆိုပြီးတော့ ဩဩတောင်းလဲနဲ့ပျော်ကြတယ်အဲ့လိုမှမဟုတ်ဘူးလူပြေကတက်လာတဲ့အစီခံအစီရင်ခံတာကိုကြည့်လိုက်လို့ရှင်လူတရားမှဥပုသ်ဆောင်တဲ့လူက၁၀ရောက်တော့မပြည့်ဘူးဆိုရင်ဟိုမျက်တွေကိုအစီဝေးကြီးတစ်ခုလုံးငြိမ့်ချသွားသွားပါပြီနော်ကျိုးနှက်ပြေတော့၆ကက်ကဖြစ်တော့မှာပါပဲအဲ့ဒါလို့တဲ့စတုမာတဲ့တုတ်ပြရတာဟုတ်ကဲ့ အဲ့တော့နတ်တေရဲ့စီးပွားချမ်းသာတိုးတက်မှုနတ်ပြည်နော်လောကရဲ့စီပင်မှုဆိုတာလူပြည်ပေါ်မှာတည်နေတယ်တဲ့နတ်ပြည်ရောက်နေတဲ့နတ်သားနတ်သမီးတွေဟာလူပြည်ရဲ့တန်ဖိုးကိုလူတွေတည်းသိကြတယ်။ခွန်ကြီးတို့လူပြည်မှာနေတဲ့လူတွေကနတ်ဒီလူပြည်ရဲ့တန်ဖိုးကိုမသိတယ်လို့ဖြစ်။ဘာဖြစ်လို့မသိတယ်လဲ။ နတ်ပြည်မှာရောက်ပြီးတော့နတ်ချမ်းသာခံစားနေရတဲ့ပုံကိုယ်တွေဟာလူပြည်တုန်းကဘယ်လိုကုသိုလ်ကောင်းမှုတွေလုပ်ခဲ့တယ်ဆိုတာသူတို့ကသိသူတို့ကသိလို့ဒီလိုကုသိုလ်ကောင်းမှုလုပ်ခွင့်ဆိုတာလူပြည်မှာသာရှိတယ်နတ်ပြည်မှာမရှိဘူးဒါကြောင့်မလို့ကုသိုလ်ကောင်းမှု လုပ်လို့ရတဲ့လူပြည်ရဲ့တန်ဖိုးကိုနတ်တွေကအင်မတန်မှသိကြတယ်နတ်တွေကလည်းပဲလူပြေကိုလာပြီးတော့စီးပွားရှာရလို့ကုသိုလ်စီးပွား ကုသိုလ်ကောင်းမှုတွေများများပြုသွားရတဲ့နတ်တွေဟာနတ်ပြည်နာလောကမှာအဆင့်တန်းမြင့်မြင့်နဲ့နေကြရတယ်။ဒီကြကြောင့်မို့လို့လူပြည့်ရဲ့အခြေအနေထားကိုနတ်တွေကပို့ပြီးတော့သိပါတယ်။ဒါဝိညာဏနတ်တွေနဲ့လူတွေနဲ့ဟာနတ်ပြည်ကနတ်တွေနဲ့လူတွေနဲ့ဟာပါလွန်တဲ့အချက်တွေတစ်လက်စီရှိချတယ်လို့ပြောရအောင်။ တာဝရိန္ဒာမြတ်ကြီးကနတ်တွေက လူတွေတဲ့သာရဘာတော့ဆိုလို့ချင်းဒိဗ္ဗေနာအာယုနာဒိဗ္ဗေနာဝဏေနာဒိဗ္ဗေနာအာဓိပတိယေနာဒိဗ္ဗေနာအာယုနာသူတို့ကဘာသာတော့ဆိုလို့ချင်းတာဝရိန္ဒာမြတ်ကြီးကလူတွေတဲ့သာတဲ့အချက်ကတော့အမတန်ရှိလျားရတဲ့နတ်သက်အသက်ရှိချမှုဟာတာခေါဏတော်ကပြောခဲ့တယ်လို့ပဲ လူပြည်မှာအနှစ်တရားဆိုရင်တာဝရိန္ဒာနတ်ပြည်မှာတရက်ပဲရှိသေးတယ်။အဲ့ဒီနီးနဲ့တွက်လိုက်မယ်ဆိုရင်တာဝရိန္ဒာနတ်တရားအနှစ်တထောင်အသက်ရှိတဲ့ပုဂ္ဂိုလ်။အဲ့တော့လူပြည်အနှစ်နဲ့ဆိုရင်တန်းချီပြီးတော့ကြာတာပေါ့။အေးဒါကြောင့်မလို့လူပြည်ရဲ့အသက်နဲ့စာလိုက်လို့ရှိရင်တာဝရိန္ဒာနတ်ပြည်ရဲ့အသက်ကပိုးပြီးတော့ရှည်တယ်တဲ့အဲ့ဒါနတ်ကသား နောက်တစ်ခုကဒိဗေနဝန္နေနနတ်တေရဲ့အစင်းနတ်တေရဲ့အစင်းဆိုတာလူတွေရဲ့အစင်းနဲ့စာလိုက်မယ်ဆိုရင်သိကွာတယ်နတ်ဆိုတာအမတန်ချောအမတန်လှအမတန်ချောအမတန်လှသူတို့ခန္ဓာကိုယ်ကလည်းတောက်တောက်ပြောင်ပြောင်အမြဲတမ်းရှိအမတန်ကျက်တည်ရှိတဲ့ရုပ်မျိုးလူအစင်းနဲ့မတူဘူးတဲ့လူပြေကလူတွေကဖီးနိုင်လိမ့်နိုင်ဟုတ်လား နတ်သားတွေခြံနိုင်လွန်းလို့လူတွေဟာအနံ့ကလေးကောင်းနေတယ်လို့ရှိဒါလူချင်းသာနေလို့ရဟိုးတော်ရင်သာနတ်ပြေကနတ်တွေကယူဆနာတယူဆနာလောက်ကနေပြီးတော့လူနှံ့ရလို့တဲ့လူပြေမလာကြဘူးတဲ့နော်လူတွေရဲ့အနံ့ကဆိုးလို့လို့တဲ့သူတို့ကြတော့လူအနံ့ကိုမခံနိုင်ဘူးတဲ့ဒီလိုဆိုလို့ရှိရင်တရားမင်းလူပြေရှင်နှကောင်းပိတ်ရှင်ရလိမ့်မယ်နော် လူတွေရဲ့အနတ်မခံနိုင်ဘူးတဲ့ဘယ်ခဏသာလာတော့ဒါဖြင့်ဘုရားလူတွေဝင်ကူးတဲ့နတ်ကတော့ဘယ်လိုနတ်တော့လို့မေးစရာရှိတယ်။အဲ့ဒီနတ်တွေကတော့အမတန်မှဘုံပစိုးနတ်လို့ဆိုရထဲကပေါ့စိတ်ဓာမျိုးတွေကသတုမာတဲ့အောက်တန်းကျတဲ့နတ်တွေတဲကသာလူကိုပူးမှာပါ။ဟုတ်ကဲ့။ဟိုးအထက်တန်းကျတဲ့အထက်ကနတ်တွေကတော့ဘလို့မှလူပူးဖို့နေနေသားသား ကိုတေယုဇနာလောက်ကကြတဲ့အနှံ့ရပြီးတော့နှာခေါင်းပိတ်နေရတာဘယ်ဝင်ဘူးပါအဲ့တော့လက်တွေဆိုတာကအစင်းအယောင်အပြင်းလဲလူတဲ့အမတန်မှလှပချုံမောတယ်အာတိပတိယအစိုးရပိုင်ဆိုင်မှုဆိုတာလည်းပဲလက်တွေကတိတ်ပြီးတော့ဆက်မြက်လူတွေပိုင်ဆိုင်မှုတဲ့သူတို့ပိုင်ဆိုင်မှုကြီးစိုးမှုကပို့ပြီးတော့အဆင့်သားတယ်တဲ့အဲ့ဒါကလက်တွေကလူတွေနဲ့သားတဲ့အချက်သုံးတယ် ဒါချင်းလူတွေကရောနတ်တွေတဲ့သာရာမရှိဘူးလားလို့ဆိုရှိတယ်။သူရာတတိမန္တောဣဒဗျမစရိယဝါတော်သူရာလူတွေကရဲစွမ်းတတိရှိတဲ့နေရာကြတော့နတ်တဲ့သာတဲ့နော်။တတိကောင်းတဲ့နေရာမှာလူကနတ်တဲ့သာတယ်အလွန်တတိကောင်းတယ်။ကြံ့ကြံ့ခံဆင်းရဲခံနိုင်တယ်ပေါ့သူက။ဒါကြောင့်မို့လို့သူရာရဲစွမ်းတတိရှိတယ် နောက်တစ်ခုကတတိမန်တော်လူတွေကတတိကောင်းတယ်တဲ့။နတ်တွေတဲ့တောင်လူကတတိကောင်းဆိုပဲ။ဟုတ်တော့ဟုတ်တယ်။သကြာမင်းကြီးတခါတော့ကအရှင်ဘုရားမြတ်စွာဘုရားကိုလာမေးတယ်။တဏ္ဏကုံနဲ့အချက်ဟောပြလိုက်တော့သူသဘောကျပြီးသာဓုခေါ်ပြီးတော့နတ်ပြည်ပြန်တက်တယ်။ အဲ့ဒီတာရုခေါ်လိုက်တဲ့အတန်ကိုဘသူကကြားတော့ဆိုလို့ရှိရင်တစ်ဖက်အခန်းမှာသရင်တုံးနေတဲ့ရှင်မောက္ခဏကကြားလိုက်။ဟေးတာရုခေါ်သွားတယ်ဖခင်ဗာတရားဟောလိုက်တဲ့ဆိုတော့မကြားလိုက်ဘူး။တရားကြီးကတာရုခေါ်လိုက်တဲ့အခါဒါတော့တရားဟောလိုက်တာနေမှာပဲငါဘာတရားဟောတော့လိုက်မေးဦးမှာပဲဆိုပြီးတော့တရားမင်းကြီးလည်းနတ်ပြည်ရောက်နောက်ကရှင်မောက္ခဏလိုက်သွား။လိုက်သွားပြီးတော့ဟိုလည်းရောက်ရောတရားမင်းကြီးကရှင်မောက္ခဏလည်းမြင်လိုက်ရောလန့်သွားတယ် <laughs> လန့်သွားတာဟာရှမောက်ကလန်လိုက်လာပြီခွန်းကတရားမေးတော့မှာပဲစဉ်းစားတော့ခေါင်းကိုခြာတပတ်လဲသွားမေးသွားပြီမေးသွားပြီခွန်းကဖျားဟောလိုက်တဲ့ကနာသင် ခရဆိုတဲ့ချင်းစင်ကိုသူဘာလို့မှအစားခေါ်လို့မရတော့ဘူးနောက်ကြတော့မှရှင်ရှမမောက်ကလန်ကတကိုးတော်နဲ့သူနေတဲ့ပြတ်တက်ကိုကင်လှုပ်လိုက်တဲ့အခါမှာကြောက်ပြီးတော့အဲ့ကြတော့မှပေါ်လာတယ်နော် အေးတတိကြတော့လူတွေက ပို့ပြီးတော့ကောင်းပါလေ။ဒါပြလို့လူတွေကနတ်တွေတဲ့ပို့တတိကောင်းလို့ဆိုတာအထက်ကရာကအကြောင်းပြထားတာရှိ။နတ်တွေဆိုတာဒုက္ခဘဟုလအလွန်အလွန်ကိုချမ်းသာတယ်။သိချမ်းသာသည့်အတွက်ကြောင့်တတိအားနေပါတယ်။ချမ်းသာဒုက္ခတွေသိများနေသည့်အတွက်ကြောင့်တတိအားနေပါတယ်။ ငရဲသားတွေကြတော့ဒုက္ခသိကြီးတယ်တဲ့ဆင်းရဲဒုက္ခတွေနဲ့ကြီးကျုံနေရတယ်သူတို့လည်းပဲတတိအားနေသွားတယ်လူကြတော့ဘာဖြစ်လို့တတိကောင်းတော့ဆိုရင်ဒုက္ခတည်းလဲဒုက္ခတည်းလဲချမ်းသာတည်းလဲဆင်းရဲတည်းလဲလူကစုံတဲ့နော်ချမ်းသာတဲ့အခါချမ်းသာလိုက်ဆင်းရဲတဲ့အခါဆင်းရဲလိုက်ဆိုတော့လူကတတိပိုကောင်းတဲ့အလှည့်အပြောင်းကလေးနဲ့မဟုတ်ဟုတ်ကဲ့လားအလှည့်အပြောင်းကလေးတွေဆိုတော့တတိပိုကောင်းသွားတယ်လို့အထက်ကရာမှာဒီလိုအကြောင်းပြတာ ်ဤတတိကောင်းတဲ့နေရာမှာလူတွေကနှက်တည်တဲ့သားနောက်တစ်ခုသာရတော့ဣဒ္ဓဗြမစရိယဝါတော်တဲ့မြတ်စွာဘုရားရဲ့သာသနာတော်မှာတရားကျင့်ခွင့်ညတော်ကျင့်ကိုကျင့်သုံးနေထိုင်ခွင့်ရတာလူကြီးမှာအဲ့တော့စဉ်းစားကြည့်ရင်နတ်ကြီးကနတ်သားတွေဒုံလဘယဟန်တက်ချင်တယ်ဆိုလို့တက်လို့ရမှာရဘူးเนาะဒုံလဘယဟန်တက်ချင်လို့မရဘူးဥပုသ္စောင်းဖို့တောင်ခက်ခက်ခဲ့ ဥပုသ်ဆောင်ရင်တရားမင်းကြီးက950ဇာတ်မှာလူပြေစိတ်ဖြင့်လာရတဲ့ဥပုသ်ဆောင်ရင်ကိုမဥပုသ်ခဏခဏကြိုးလိုက်တယ်ဟုတ်ကဲ့ဒါကြောင့်မို့လို့ကုသိုလ်ကောင်းမှုလုပ်ဖို့ဆိုတာအကောင်းဆုံးနေရာလူပြေဖြစ်ပါတယ်အခုလို့အကောင်းဆုံးနေရာရောက်ရတဲ့တန်းနေဘုန်းကြီးတို့တရားကျောင်းကျင်တော်ဆက်ပြိဿတဲ့လိုက်ပြီးတော့ခြေလိုက်ကဘာမှာဒီကလေးကဘာမှာတန်ပေါင်း9000ကျော်ရှိတဲ့လူကြီး တန်ပေါင်း9000တော့လူဥယေတွေတဲကဘုရားဘာသာဟာနှစ်တန်းတောင်ပြည့်စုံမှာပြည့်မှာပါအဲ့ဒီဘုရားဘာသာနှစ်တန်းတဲကလည်းပဲတရားဓမ္မနဲ့ဥပုသ္တရင်းနဲ့ဆောင်းနိုင်တဲ့ပုဂ္ဂိုလ်ကလည်းရှိတယ်ဆရာတော်မှနေတယ်နော်အဲ့တော့လူဘဝမှာအပျော်အပါးနဲ့နေစဉ်ကုံဆုံးပြီးတော့နေကြတယ်တဲ့လူဘဝတန်ဖိုးရှိတဲ့လူဘဝဟာတန်ဖိုးမဲ့တဲ့အနေအထားမျိုး တန်ဖိုးရှိတဲ့လူဘဝကိုတန်ဖိုးရှိရှိအတုံးမချသဖြင့်အချိန်လေးအလဟတကုံသွားကြ။ဒါကြောင့်မလို့မြတ်စွာဘုရားကမနုဿလာဘံလတ္တနာတတ္တမိတုပဝေတိတေယေခဏံနာတိကိစ္ဆံတိအတိနာမင်းတိတေခဏံတတ္တမိတုပဝေတိတေသူတော်ကောင်းတရားကိုဟောကြားနေခြင်းခါကာလသမယမှာ သာတမင်းတပ်ဝေဒီတိသူရောကောင်းတရားကိုဟောကြား၏သာသနာတော်ထွန်းကားနေတဲ့အခါသမယမှာမနုဿလောဘံလဒနာအမတ္တမရာခဲလာတဲ့လူဘဝဒုက္ခနာကိုရရှိကြပါကုန်လည်းရေရှင်ပုဂ္ဂိုလ်တို့သည်ခဏခဏကောင်းအခွင့်ကောင်းကြီးကိုနာရီကိစ္ဆန်သည့်ခဏကောင်းမှမသိကြလေကုန်။ ဒေထုခဏကောင်းအခွင့်ကောင်းကြီးကို ရထားပါလေခဏကောင်းအခွင့်ကောင်းမှမတိကြတဲ့ပုဂ္ဂိုလ်တို့သည်ခဏဘုဒ္ဓပါဒနဝမလို့ဆိုတဲ့တကယ်အရာတော်တဲ့အခွင့်ကောင်းကာလကောင်းကြီးကိုအတိနာမင်တိကျော်လွန်၍သွားကြသေးကုန်ဤဤဒီကဘာရှိခုံးတော်တဲ့ခင် ရှင်နာမြတ်ဖရာသည် အဝါစာကောင်းစွာမတည်ဟောကြားတော်မူခဲ့ပါပေသည်